ဥရှင်တို့ဒါလေးနဲ့ပတ်သက်ပြီးတော့ဇတ်တော်တွေထဲမှာဥရှင်တို့နင်ဂုဋ္ဌဇတ်ဆိုတဲ့ဇတ်တော်လေးတစ်ပုဒ်ရှိနင်ဂုဋ္ဌဆိုတာကတိရစ္ဆာန်တို့ရဲ့အမီးလို့အဓိပ္ပာယ်ရတယ်အမီးလို့အဓိပ္ပာယ်ရနင်ဂုဋ္ဌနော်ဥရှင်တို့ဒီဇတ်တော်လေးကိုအကြံဉာဏ်လေးပြောပြဥရှင်တို့ဘုရားလောင်းကြီးကတခုသောဘဝတုန်းကဥဒိစ္စပုံနာမျိုးအလွန်မြင့်မြတ်တဲ့ပုံနာမျိုးမှဖြစ်တယ်လို့ဆိုတယ်အဲ့ဒါနဲ့သူမွေးဖွားလာပြီဆိုတော့မိဘတွေကဟောသူတို့ခေတ်သူတို့အယူဆရှိတယ်ပေါ့လေ ဘာလဲဆိုတော့ဟဲ့တားယောက်ျားလေးမွေးတယ်တားယောက်ျားလေးမွေးတယ်ဆိုတော့မြင့်မြတ်တယ်အဲ့လိုဆိုရင်ဘာလုပ်မလို့ဒီတားလေးမွေးတဲ့အချိန်ကစပြီးတော့မီးကိုတောက်အောင်လှုပ်ထားလိုက်တယ်မီးတောက်လေးတစ်ခုနော်တားမွေးတဲ့အချိန်ကစပြီးတော့အလွန်မြင့်မြတ်တဲ့မီးစာတစ်ခုခုမှမီးထွန်းညှိထားလိုက်တယ်ပေါ့ဆိုလိုတာကအဲ့ဒီမီးကဘယ်အချိန်မှမငြိမ်းစေရမီးစာအမြဲတမ်းတက်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 ပြီးတော့ထည့်နေတယ်မီးဘယ်တော့မှမငြိမ်းနော်အဲ့ဒါဒီတားကလေးဖရာလောင်လေး16နှစ်သားရောက်တဲ့အထိ ဒီမီးတောက်ဟာမငြိမ်ဘူးနောက်တစ်စုံတစ်ခုမီးစာကျွေးထားတယ်ပေါ့ဗျာဆိုလိုတာကအဲ့ဒါသား16နှစ်ပြည့်ပြီဆိုတော့မိဘတွေကသူတို့ရဲ့ရိုးရာအယူအဆတိုင်းဘာပြောလဲဆိုတော့ငါသားဟောဒီမီးကတော့မင်းကိုဘွားပဲမင်းမွေးတွေကစပြီးတော့ဒီမီးလေးကိုအမေတို့မွေးလာတာအဲ့တော့မင်းဘာလုပ်မလဲအိမ်အောင်ပြုတ်မယ်ဆိုတော့ဟောဒီမီးကိုငင်းပြီးတော့မင်းအိမ်အောင်ပြုတ်ပြီးတော့လူလောက်ကကြီးမှာနေ ဒါမှမဟုတ်လို့မင်းကောင်းမြတ်သောအကျင့်ကိုကျင့်မယ်ဆိုရင်လေဒီမီးကိုယူပြီးတော့တိုးတဲ့ထွက်ပြီးတော့မီးကိုလှုပ်ကြွေးလေမီးကိုပူကြော်လေဒါဆိုမင်းဟာသိရင်ပြမှာဖြစ်လိမ့်မယ်ပိတ်တဲ့ရဟာအယူဆတွေကလည်းဘာဒီမှမသိပါဘူးတဘာဝမကြပါဘူးလို့ဒကာဓမ္မတို့ဦးဇင်းတို့မထင်နဲ့နော်ဒီခေကြီးမှလည်းပဲတဘာဝမကြတဲ့အယူဆတွေကအများကြီးရှိတာပဲလေဟုတ်တယ်မို့လားအေးအခုဗါတဲ့တော့ဒီမီးကိုမင်းလှုပ်ကြွေးမလားဓမ္မမို့အိမ်တော်ပြုမလား တော့ဘုရားလောင်းကကိုင်းရင်ကျွန်တော်အိမ်တော်မပြူဘူးမိကိုပဲလှုပ်ကြွေးတော့မယ်ဆိုပြီးတော့အဲ့ဒီသူနဲ့ဖွားဘက်တော်ဖြစ်တဲ့မိကလေးကိုနော်တော်တယ်ယူသွားတယ်ကိုရောက်တော့အဲ့ဒီမိကိုအမျိုးမျိုးကောင်းမြတ်တဲ့နော်မိစာကြွေးပြီးတော့မိကိုလှုပ်ကြွေးတယ်ပေါ့ပူဇော်တယ်ပေါ့အဲ့လိုပူဇော်ရင်းနဲ့တနေ့တော့သူကရွာထဲကိုတောင်းရံပြီးတော့စားရတယ်လို့ပဲဆိုကြပါစို့နော်ဟိုဘုန်းကြီးရောတာနဲ့ပြောမယ်ဆိုရင်တော့ဆုံးခံစားတယ်ပေါ့နော်အဲ့လိုနဲ့သူကရွာထဲကနွားတကောင်ရလာတယ် နွားတကောင်ရလာတော့သူ့စိတ်ထဲမှာမိဖို့အလွန်မြတ်လို့တာပူဇော်တာဆိုတော့ကိုင်းဒီနွားကိုတော့ငါမိကိုပဲပူဇော်ပြလိုက်တော့မယ်မိကိုတော့အကောင်းဆုံးအသားနဲ့ကျွေးလိုက်တော့မယ်ဒီမိကိုဟုတ်လားအဲ့ဒါနဲ့နွားလေးကိုမိနာမှာခြေထားခဲ့ပြီးတော့ဩနွားသားကြီးရဲ့စားရရင်တော့မကောင်းသေးပါဘူးလေစားကလေးပါမှဒါဒီမိဟာစားလို့ကောင်းလိမ့်မယ်နဲ့တူတယ်အဲ့တော့စားမရှိသေးဘူးငါစားသွားရှာအောင်မယ်ဆိုပြီးတော့သူကစားသွားရှာအဲ့လိုစားသွားရှာနေတော့ရှိသေးတယ်အဲ့ဒီနေရာကို ရွာကမုတ်ဆိုးတွေကရောက်ရောက်လာတော့ဟာဟန်ရလိုက်တာတို့သားကောင်အထူးထွေရှားမနေရဘူးဒီနွားပဲတက်ပြီးတော့ဖြက်ပြီးတော့ယူသွားကြဆိုဆိုပြီးတော့နွားကလေးတက်အသားတွေထဲထဲကစားလို့ရတာတွေအကုန်လုံးယူပြီးတော့အယိုးတို့အရေတို့နဲ့နွားခေါင်းနဲ့အမိပဲခြံထားခဲ့နော်ခေါင်းတော်အကုန်လုံးခြံထားခဲ့ဘူးဂျိုလောက်ပဲခြံထားခဲ့နော်အဲ့ဒါကိုခြံထားခဲ့ပြီးတော့ထွက်သွားကြရောအဲ့ဒါဘုရားလောင်းလေးကစားရတော့ပြန်လာတော့နွားကမရှိတော့နွားမိပဲခြံတော့ဟုတ်လား အဲ့ဒါနဲ့သူတော်တော်စိတ်ပြတ်သွားတယ်နွားကိုကောင်းစွာပူတော်မယ်ဆိုတော့မှနွားကအမိပဲကျန်တော့အဲ့ဒါနဲ့သူတစ်ချက်စဉ်းစားမိတယ်ဘလို့စဉ်းစားမိလဲဆိုတော့ဩဒီမိကိုငါကမြင့်မြတ်တယ်ဆိုပြီးတော့ပူဇော်နေလိုက်ရတာဒီမိကသူ့ဘို့စားသူ့ဘို့ထားတဲ့အစာကိုတောင်းကာကွယ်မှုမပေးနိုင်ဘူးငါရဲ့အာကိုရံဘယ်ဖြစ်နိုင်မှမလဲလို့သူတစ်ချက်စဉ်းစားမိတယ်တဲ့ဟုတ်လားဒါလေးဒါလေးစဉ်းစားတော့ သူ့ကိုသူတောင်းမကာကွယ်နိုင်တဲ့ဒီမိဟာငါ့ကိုကာကွယ်မှုပေးတယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလဲတဲ့ဒီချက်လေးသူစဉ်းစားမိသွားတယ်။အဲ့ဒါနဲ့နွားမီးကိုမိဘုံနဲ့ပြစ်ချလိုက်တယ်။ကဲမင်းကငါကကောင်းကောင်းကျွေးမလို့ပဲ။ဒါပေမဲ့မင်းကမင်းပို့ထားတဲ့အစာကိုတောင်းမင်းမထိန်နိုင်။အဲ့ဒီတော့မင်းအမီးနဲ့ပဲတန်တယ်။အမီးပဲစားတော့လို့ဆိုပြီးတော့နွားမီးကိုမိဘုံနဲ့ပြစ်ချပြီးတော့အဲ့ဒီမိဘုံကိုရေနဲ့တခါတည်းလောင်းတက်လိုက်တယ်တဲ့။လောင်းတက်ပြီးတော့မှဒါဘာမှအတိတ်ပဲမရှိတဲ့အလုပ်ပဲဆိုပြီးတော့သူကောင်းမြတ်တဲ့အကျင့်ကိုကျင့် ယသေးဝက်ပြီးတော့အဲ့ဒီမှာဇံပင်ရှင်ရပြီးတော့မှသေတဲ့ခါမြမပြီကိုရောက်တယ်။ပြောချင်တာကဘာလဲဗျာ။မပူဇော်သင့်မပူဇော်ထိုက်တာကိုလည်းမပူဇော်ရင်းတဲ့တတ္တိရှိဖို့လိုသေးတယ်။တချို့ကအရန်ကရောကြောက်လန့်ပြီးတော့ဘာရင်းမြင့်ဖြစ်မှလဲဆိုပြီးတော့မလုပ်ချင်မဲနဲ့လုပ်နေရတဲ့လုပ်တွေချို့မရှိဘူးလား။ရှိတာပေါ့ဗျာ။ဟုတ်လား။အဲ့ဒါဦးဇင်းဘာကိုကြီးပဲပြောနေတယ်ဆိုတာပေးသက်ပေါင်းတတော်ကောင်းတို့ရိပ်မိမယ်ထင်ပါရဲ့ဗျာ။ဟုတ်ရလား။အဲ့တော့ဒီနေရာမှာပြောချင်တာကတော့ အကျိုးမရှိတာကိုအကျိုးမရှိဘူးလို့သိရင်စွန့်လွတ်နိုင်ရတဲ့တတိလည်းရှိဖို့တော့လိုသေးတယ်။အဲ့ဒါဘုရားလောင်းကသူနဲ့မွေးတဲ့ကစားအတူတူဒီမိကလေးကိုသူတစ်တလုံးလှုပ်ကြွေးလာတဲ့မိလေးကိုနောက်ဆုံးဘာမှအကျိုးမရှိဘူးဆိုတာလည်းသိရောငြိမ့်သက်ပြည့်ရဲတယ်ပေါ့ဟုတ်ရဲ့လား။ဒါကြောင့်ပေးတဲ့ပေါင်းတော်တော်တို့ပူဇော်မယ်ဆိုရင်အကျိုးကျေးဇူးရနိုင်တယ်လို့မပူဇော်သင့်မပူဇော်တတ်တာကိုပူဇော်မယ်ဆိုရင်လည်းဘာမှအတိပဲမရှိဘူးဆိုတာကိုလည်းနားလည်ဖို့မလိုဘူးလား။လိုတယ်။အဲ့ဒါဦးဇင်းတို့ဏိဂုံးချုပ် ပူဇော်ခြင်းပူဇော်တိုက်တာကိုပူဇော်ရခြင်းဒီမင်္ဂလာဆိုတာနဲ့ပတ်သက်ပြီးတော့ဘာကိုဆက်ပြီးတော့ပြောရင်လဲဆိုတော့ပူဇော်ခြင်းပူဇော်တိုက်တာကိုပူဇော်ခြင်းဒီမင်္ဂလာအဲ့လိုဆိုရင်တပည့်တော်တို့ပူဇော်မှုကိုမျက်မျက်နှုတ်နှုတ်ပြုမယ်ဆိုရင်ဘယ်လိုပူဇော်မှုဒီလောကကြီးမှာအကောင်းဆုံးအမျက်ဆုံးပူဇော်ခြင်းဖြစ်မလဲဆိုတဲ့အချက်ဒါစဉ်းစားရနော်ပူဇော်ခြင်းကအမျိုးမျိုးရှိတာကိုဦးဇင်းတို့မြတ်စွာဘုရားကတော့အမိတပူဇာဓမ္မပူဇာလို့ပူဇော်ခြင်းကိုအကျဉ်းမြစ်နှမျိုးပြောတယ် အမိတ္တဆိုတာကပစ္စည်းဝတ္ထုတို့ဖြင့်ပူဇော်တာပေါ့။ပန်းတို့၊ရေချမ်းတို့၊ဆွမ်းတို့၊သင်္ကန်းတို့အစရှိသဖြင့်နော်ပူဇော်ပွဲရာဝတ္ထုပစ္စည်းအစုစုတို့ဖြင့်ပူဇော်တာအဲ့ဒါအမိတ္တပူဇာ။နောက်ဓမ္မပူဇာဆိုတာရှိသေးတယ်။ဓမ္မပူဇာဆိုတာကမြတ်စွာဘုရားဟောတဲ့အတိုင်းတနည်းအားဖြင့်ဓမ္မနဲ့အညီရှင်သုံးနေထိုင်တာဒီဓမ္မပူဇာပဲ။ဟုတ်လား။အဲ့ဒီအမိတ္တပူဇာဓမ္မပူဇာပူဇာနှစ်ခုရှိတဲ့အနေမှာ ဓမ္မပူဇာသည်အမိတပူဇာထက်အများကြီးသာလေတဲ့အဲ့ဒီအချက်ကိုဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးပဋိနိဗ္ဗာန်ဆံဃာနေမှာနတ်တွေမြမာတွေကမြတ်စွာဘုရားကိုအကြီးအကျယ်ပူဇော်ကြတယ်လို့ဆိုတယ်အဲ့ဒါကောင်းငင်ကနေပြီးတော့မန္တန်နဝဆိုတဲ့နတ်ပန်းမိုးတွေတောင်ရွာချတယ်လို့ဆိုတယ်တချို့ဆိုရင်ထီးလောက်ရှိတဲ့ပန်းမွင်ကြီးတွေအကုန်လုံးကျလာတယ်လို့ဆိုတယ်ဒါလူတွေပါမြင်ရတဲ့ကိစ္စတော့အဲ့ဒါမြတ်စွာဘုရားပဋိနိဗ္ဗာန်ဆံဃာနေမှာအဲ့ဒါလိုနတ်တွေကမြမာတွေကအကြီးအကျယ်ပူဇော်ကြတော့မြတ်စွာဘုရားက ရှင်အနန္ဒာကိုဘာဟောလဲဆိုတော့စိတ္တအနန္ဒာတဲ့ဒီလိုပူဇော်နေုံမျှနဲ့ပူဇော်တယ်လို့မဆိုနိုင်သေးဘူးတဲ့ဒါလေးပြောတယ်နော်ဒီလိုပူဇော်ယုံမျှနဲ့ငါဘုရားကိုပူဇော်တယ်လို့မဆိုနိုင်သေးဘူးတဲ့မဉ္ဉံဖူဉ္ဉံနိဗ္ဗာန်လို့ဆိုတဲ့လောကုတ္တရာတရား၉ပါးအားရရှိနိုင်တဲ့လျော်တဲ့အကျင့်ဖြစ်တဲ့နော်ဓမ္မနုဓမ္မပฏิပတ္တိတရားအလုတ်ကိုကြိုးစားအထောက်ချင်းသည်သာလျှင် ငါဘုရားကိုအကောင်းဆုံးအမျက်ဆုံးပူဇော်တယ်လို့ဆိုနိုင်တယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ပိဋကတ်ပေါင်းတော်ကောင်းတို့ယစီဝိထုတွေနဲ့ပူဇော်တဲ့အမိတ္တပူဇာတဲ့တရားဓမ္မကိုကျင့်သုံးခြင်းအဖြစ်တနည်းအားဖြင့်နော်သီလသမารီပညာရှိအောင်တရားနဲ့အညီနေထိုင်ခြင်းဒီပင်လျင်ဒါအမျက်ဆုံးပူဇော်ခြင်းလို့နားလည်ဖို့မလိုဘူးလားဗျာလို့တယ်လို့တယ်နော်ဒါကြောင့် ဟိုဒီပူဇော်ကအမြတ်တယ်ဆိုပြီးတော့ဟိုပူဇော်မှုတွေမပူဇော်ရဘူးလို့ဆိုလိုတာတော့မဟုတ်ဘူးနော်ဟိုပူဇော်မှုတွေကိုလည်းပဲပြုဖို့အလွန်အရေးကြီးတယ်အဲ့ဒါကိုကိုကိုကောင်းအောင်လုပ်နေတာအဲ့ဒီအချက်ကဟုတ်ရဲ့လားဒါကြောင့်ပေးတဲ့ပေါင်းတော်ပေါင်းတို့ပူဇော်ခြင်းတကပူဇော်ခြင်းထဲမှာအကျင့်မြတ်ကိုကျင့်သုံးခြင်းအပြင်ပူဇော်ခြင်းဟာအကောင်းမြတ်ဆုံးပူဆွေးနေကြတဲ့စိုးရိမ်နေကြတဲ့အချိန်မျိုးမှာဦးဇင်းတို့အတ္တတ္ထဆိုတဲ့ယဟန်ရေတိတ်တဆိုတဲ့ယဟန်ရေဓမ္မာရမဆိုတဲ့ယဟန်ရေ ဒီယဟန်တော်၃ပါးကတော့အာမြတ်စွာဘုရားကတော့ပဋိနိဗ္ဗာန်စံတော့မယ်ငါတို့ကလည်းအတောတရားမကုန်ခန်းသေးဘူးအဲ့ဒီတော့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိတဲ့အတွင်းမှာအတောတရားကုန်ခန်းအောင်တို့ကျင့်မယ်ဆိုပြီးတော့ဘုရားနာကိုမကပ်ဘူးတဲ့နော်သူတို့စိတ်ဉာဏ်ရာကိုရှမ်းပြီးတော့တရားအလုပ်ကိုပြင်းထန်စွာကြိုးစားအထုတ်နေကြတယ်လို့ဆိုတယ်အဲ့ဒါလို့မြတ်စွာဘုရားနာကိုမကပ်တော့တခြားတခြားသောယဟန်တော်တွေကမြတ်စွာဘုရားကိုသွန်ပြီးတော့ရှောက်ကြ၏တဲ့ မြတ်စွာဘုရားဒီယဟန်တွေကတော့မြတ်စွာဘုရားရဲ့အပေါ်မှာနော်သိပ်ပြီးတော့ချစ်ခင်မှုမြတ်နိုးမှုရှိဟံမတူပါဘူးမြတ်စွာဘုရားကိုသိပ်ပြီးတော့တံပိုးထားဟံမတူပါဘူးဆိုတဲ့အဓိပ္ပာယ်မျိုးသတ်ပြီးတော့ရှောက်တာအဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုခေါ်ပြီးတော့ချစ်သားတို့ဟုတ်သလားသင်တို့ကငါဘုရားပြိနိဗ္ဗာန်ဆံတော့မယ်ဆိုတာကိုချစ်ခင်မှုမြတ်နိုးမှုမရှိတဲ့ပုံစံမျိုးနဲ့ကိုယ့်လုပ်ပဲကိုယ်လုပ်နေကြတယ်ဆိုတာဟုတ်သလားအဲ့ဒီတော့ဟုတ်ပါတယ်ဗျာမြတ်စွာဘုရားပြိနိဗ္ဗာန်မဆံသေးခင်မှာ တပည့်တော်တို့ရဲ့မကုံခန်းသေးသောအသောတရားတွေကုံခန်းအောင်တပည့်တော်တို့ကျင့်ကြံကြိုးကိုအထုတ်နေပါတယ်ဘုရားလို့ရှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာသာဓုခေါ်ပြီးတော့ယဟန်တော်တွေကိုခြေသားတို့တဲ့ငါဘုရားခိုင်းတဲ့အတိုင်းလှုပ်ချင်းသည်ငါဘုရားကိုဒါချင့်မြတ်လို့ရရောက်တယ်တဲ့နော်ငါဘုရားခိုင်းတဲ့အတိုင်းမလှုပ်ဘူးဆိုရင်ငါဘုရားနာပါပဲနေနေမနေနေအဲ့ဒါငါဘုရားကိုချင့်မြတ်လို့ရမရောက်ဘူးဆိုပြီးတော့အဲ့ဒါဓမ္မပဒအထက္ခရာမှာအဲ့ဒီတိုင်းတွေ့ရဟုတ်ရလားဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ ပူဇော်သင်ပူဇော်တိုက်တဲ့အရာတွေမှာတခက်အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားပါပဲဟုတ်လားအေးမြတ်စွာဘုရားကိုပူဇော်တဲ့နေရာမှာလည်းပဲအကောင်းဆုံးပူဇော်ခြင်းကတော့နောက်ပစ္စည်းဝိထုတွေနဲ့ပူဇော်တာတဲ့အကျင့်မြတ်ကိုကျင့်သုံးခြင်းအဖြစ်ပူဇော်တာဟာအကောင်းဆုံးပူဇော်ခြင်းပါပဲဟုတ်ရဲ့လားတနည်းအားဖြင့်လည်းပဲနော်မြတ်စွာဘုရားနာမှာနေသည်ဖြစ်စေမနေသည်ဖြစ်စေမြတ်စွာဘုရားကိုလှူသည်ဖြစ်စေမလှူသည်ဖြစ်စေမြတ်စွာဘုရားခိုင်းတဲ့အတိုင်း တရားဝဆင်းရဲကလွတ်မြောက်ရလွတ်မြောက်ကြောင်းအကျင့်ကောင်းတွေကိုကျင့်သုံးခြင်းဒီပင်လေမြတ်စွာဘုရားကိုချစ်မြတ်နိုးရာရောက်ပါတယ်ဆိုတဲ့စကားကိုမှတ်သားဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ပူဇာဆပူဇာနေရနံဆိုတဲ့မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့လည်းပဲစဉ်းစားတရားတွေအများကြီးမရှိဘူးလားရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ပူဇော်သင့်ပူဇော်တိုက်တဲ့အရာတွေကိုပူဇော်တဲ့နေရာမှာလည်းပဲနော်ပူဇော်ခြင်းအမျိုးမျိုးရှိတယ်ဆိုတာကိုနားလည်ပြီးတော့ မြတ်သောပူဇော်ခြင်းဖြင့်ပူဇော်နိုင်ဖို့လဲကြိုးစားဖို့မလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့မင်္ဂလာ